ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့နေပြည်တော်ပျောက်ကွယ်၍ပြည်ဦးရင်းနဲ့ရန်ကုန်တနည်းအားရွှေ့ရတော်မူဘာလိုက်အခြေအနေတဲ့စသည်ပြောပြပါဦး မြတ်ကျော်မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တယ်မို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်ကျွန်တော်တို့စီမှာတော့ရင်အောင်ဒီပွင့်တက်သွေးတွေဝကနေထွက်တယ်။တာဒဂျန်ကာလာမှာပေါင်900ဘုံကျဲမှုကြောင့် ရင်အောင်နေပွင့်ထွက်နေခင်ဗျားတို့စီမှာဘရောက်တိပွင့်ကြရင်လားအေဘလာ16ရင်းနေ2025ခုနှစ်လူမြတ်ကျော်ရဲ့ညာခင်ပိုင်းတင်ဆက်မှုမှာကျေးဇူးပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တော်လေးအချိန်ကြီးအရရက်တွေလဲထူးခြားဖြစ်စဉ်တွေရှိတယ်လို့တိုင်းပြည်ရင်းကကပ်ဘေးကြီးဟာလဲ စိုးရင်ဝေရာအခြေအနေမျိုးကြီးကိုရောက်လာတာတွေ့ရတယ်။ရေတွေကိုတလောစီးပြီးရေကြီးမြေပြိုမှုတွေဒရဇက်ဖြစ်နေတယ်။ငလင်လောက်ခတ်မှုပါလေ။တစ်စက္ကန့်မှမပြတ်တဲ့အခြေအနေမျိုးဖြစ်နေတယ်။နောက်ပြီးတော့နေပြည်တော်ဟာပျောက်ကွယ်ပြီးနေပြည်တော်မြို့ကိုရန်ကုန်ကို ရွှေ့မလား။ပြင်ဦးရင်ကိုရွှေ့မလားဆိုတဲ့အချက်နှစ်ချက် ကျွန်တော်လိလာတုံတက်နေတယ်လို့မင်းအောင်လိုင်းဖက်စစ်တက်အစံဘတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းဟာမလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုထိုင်းနိုင်ငံဗန်ကောက်မြို့ကိုမနက်ဖြန်ဧပြီလ18ရက်နေ့မှာလာရောက်မယ်လို့တည်ထားရပါတယ်။ဒါနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံလွတ်တော်အမတ်တွေကပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေရှိပြီးမလေးရှားတန်အမတ်ကမလေးရှားဝန်ကြီးချုပ်က လူတက်ကောင်ကိုတွေ့ကျင်ကိုယ်နိုင်ငံမှာကိုခေါ်တွေ့ပါလားဆိုရင်မေကွန်းထုတ်မှုတွေအများပြားရှိတယ်။ဖက်စတဲ့မေအောင်လိုင်းကတော့အာဆီယံနဲ့ဆက်ဆံရေးပုံမှုကောင်းမွန်အောင်ကြိုးစားနေလျက်ရှိပါတယ်။သူဆက်ဆံရေးကောင်းမွန်ပြီးလူရောဝင်လာအောင်တရုတ်ကနောက်ကွယ်ကနေတိတ်ဆိတ်ပံ့ပိုးပြီးတရုတ်ဩဇာအောက်မှာဘလို့တော့နိုင်ငံတွေဟာမေအောင်လိုင်းနဲ့မဖြစ်မနေဆက်ဆံနေကြရတာတွေ့ရတယ်။ နောက်တစ်ခုကမလေးရှားဝန်ကြီးချုပ်ပြောတဲ့အထဲမှာအပြစ်ခတ်ရစဲမှုကိုကြိုဆိုပါတယ်ဆိုတဲ့စကားကျွန်တော်ဒီနေရာကနေမလေးရှားဝန်ကြီးချုပ်ကိုတဲ့တဲ့လက်ညှိုးထိုးပြီးမေးကြည့်ချင်တာကနားတွေကန်းနေလားမျက်စိတွေမမြင်ဘူးလားအင်တာနက်ဆာမျက်နှာ Facebook တွေပါတွေသုံးပါလားအကယ်၍မအဲ့ဒါတွေနဲ့ပတ်သက်ပြီးအခက်အခဲရှိရင်ကျွန်တော်စီလာရဲပါကျွန်တော်ကဒီသတင်းအချက်အလက်တွေကို28ရက်နေ့ မြမငလင်ကြီးစလုပ်တဲ့နေ့ကစပြီးဒီနေ့နောက်ဆုံးအချိန်ထိပေါင်900ရလင်းရင်ဘုံတွေနဲ့ဖက်စစ်တက်ဟာကျဲချနေပါတယ်။ဒါကအပြည့်ရတာ။အဲ့တော့မင်းအောင်နိုင်ကိုတွားရောက်ယုံကြည်စကားပြောခြင်းဟာမလေးရှားဝန်ကြီးချုပ်အနေနဲ့ကိုကိုကိုကြိုးကွင်းစွပ်ပြီး ကိုဒုက္ခကိုရှာတာပဲလို့ပဲကျွန်တော်ပြောချင်ပါတယ်။တကဘာလုံးကလူသားစံသောတရားမြတ်မှုကိုလိုလားသောအမှန်တရားကိုချစ်မြတ်နိုးသောကပ္ပလူအဖွဲ့စည်းဟာခမည်းတော်ဆန့်ကျင်ကြပါလိမ့်မယ်။အကျိုးစီးပွားတွေအလဲတက်နဲ့ရောက်တော်ပြန်ဤလစ်တွေအရင်ရှင်တစုကတော့အကျိုးစီးပွားကိုဖို့ပြုတ်ပြီးမတိကျင်အောင်ဆောင်နေကောင်းဆောင်နေလိမ့်မယ်။သို့တော့ အမှန်တရားနဲ့တရားများတတ်မှုကိုခိုင်ခိုင်မာမာယက်တည်ပြီးလူသမိုင်းမှာမော်ကွန်းထုစစ်မဲ့ကမ္ဘာပြည်သူလူလူကတော့မလေးရှားဝန်ကြီးချုပ်လူကြီးမင်းကိုပြင်းပြင်းထန်ထန်ဆက်ကျင်မှုတွေကြုံပါလိမ့်မယ်။ထပ်ပြီးဟော့ကင်းထုတ်လိုက်တာကလူကြီးမင်းမလေးရှားနိုင်ငံဝန်ကြီးချုပ်အနေနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမင်းအောင်လိုက်အချမ်းမစစ်ကောင်းဆောင်နဲ့တွေ့ဆုံပြီးအိမ်ပြန်ခရီးတာယာချောမှုိပါလိမ့်မယ်။လူကြီးမင်းနိုင်ငံနဲ့ခြေချတာနဲ့ လူကြီးမျိုးတို့နိုင်ငံကမလေးရှားနိုင်ငံကဒီမိုကရေစီလိုလားသောပြည်သူလူထုတွေအမှန်တရားသောအမှန်တရားကိုချစ်မြတ်လို့သောပြည်သူလူထုတွေဟာလူတက်ကောင်အကြက်ဘက်ဝရံပြင်းမင်းအောင်လိုက်နဲ့ငါတို့ဝင်ကြီးချုပ်နဲ့တွဲဆုံလာတယ်ဆိုတဲ့သတင်းစကားတိတိချင်းမလေးရှားဝင်ကြီးချုပ်ဟာသူ့ပြည်သူများလူကြီးမျိုးရဲ့ပြည်သူများပြင်းထန်တဲ့ဆန္ဒပြကန့်ကွက်မှုတွေကိုကြုံကိုကြုံရမှာလိမ့်မယ်လို့ကျွန်တော်ဒီညကနေဟောပြီးထုတ်လိုက်ပါ ဒီအခြေအနေလေးရှိပါတယ်ရေကောက်ပွဲကိုမဖြစ်မနေလောက်ပါလိမ့်မယ်ဖတ်စတာရတဲ့နည်းနဲ့ဖြစ်တဲ့နည်းနဲ့လောက်ပါလိမ့်မယ်ကျွန်တော်တို့ကရေကောက်ပွဲကိုလောက်ခွင့်ပေးလို့မရဘူးရေကောက်ပွဲလောက်ခွင့်မပေးခြင်းဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ legitimacy ဆိုတဲ့ရေကောက်ပွဲအောင်နိုင်ခြင်းကိစ္စရက်တွေအချားပေါ် NUG ရဲ့ပြည်သူ့ရဲ့ပါလေ လက်ကျတဲ့မရှိလားမန်ဒိတ်လားဒါတွေကိုကျွန်တော်တို့အဓိကဗဟုပြုနေတာမဟုတ်ဘူးဒွေးကောက်ပွဲသားလုံးဖြစ်ခဲ့ရင်တရားဝင်မှုတစုံတရာရရှိသွားပြီးတော်လန်ရေးကိုတင်တက်ပါလိမ့်ကျွန်တော်တို့ဟာနိုင်ငံရေးစီဘပေါင်းတော်ကခြုံငုံတုံးသက်ကြည့်နေရတဲ့ကာလမျိုးဖြစ်ပါတယ်စီရင်တဲ့ပတ်သက်ရင်တော့ အဓိကစုဖွဲ့မှုအကောင်းကောင်းနဲ့လေးနှစ်တာဒေါ်လာတန်ပေါင်းများစွာနဲ့စုဖွဲ့တည်ဆောက်ထားပါတယ်ဆိုတော့ NUG ရဲ့တော်လန်တက်ပြီးအားလုံးဟာဒီနေ့အချိန်ထိအပြစ်ခတ်ရက်စဲထားပါတယ်လို့ထုတ်ပြန်ထားပြီးဖက်စစ်တဲ့မင်းအောင်လိုင်ကတော့ဒရက်ဆက်ဘုံကျဲနေနေရှိပါတယ်နောက်တစ်ခုကဒီကနေ့ဟာမြို့သားညီညွတ်ရေးအစိုးရဆိုတဲ့ NUG လေးနှစ်ပြည့်တပ်ဝင်လွှာကိုကျွန်တော်မြင်ရတော့ CRPH ကဝမ်းမြောက်ကြောင်းပို့ပါတယ် NUCC ကပို့ပါတယ်ဘယ်နိုင်ငံဘယ်အဖွဲ့အစည်းအားမှအမျိုးသားညီညွတ်ရေးအစိုးရ၄နှစ်ပြည့်ဝမ်းမြောက်ကြောင်းတဝင်တော်ပို့တာလို့ကျွန်တော်မတွေ့သေးပါအဲ့တော့၄နှစ်တာကာလမှာပြည့်ခဲ့ပြီ NUG တီထောင်ဖွဲ့စည်းတာဘယ်သူတွေနဲ့ဖွဲ့တာလဲဘယ်သူကတာဝန်ခံတာလဲဒီဝင်ကြီးတွေကိုဘယ်သူကခံတာလဲဒီဝင်ကြီးဖွဲ့စည်းမှုနဲ့ဒီအစိုးရဖွဲ့စည်းမှုကိုဘယ်သူကတာဝန်ခံမှာလဲ တို့တွေဘာတွေလုပ်ခဲ့ကြလဲဒါတွေကျွန်တော်တို့မေးကြည့်ခြင်းပါသေးတယ်တော်လန်တရင်းတွေကိုမပြောခင်မှာဒါလေးဖြတ်လောက်ပြီးမေးကြည့်ခြင်းပါသေးတယ်အဲ့တော့ဒီနေရာမှာဒီလိုမေးခွန်းတွေထုတ်မှာဖြစ်တဲ့အတွက် NUG ကိုထိရင်ဆက်ဆက်ထိမခံနိုင်ဘူးများဗီဒီယိုကိုကြော်သွားလိုက်ပါအဲ့တော့ဒီမေးခွန်းတွေမထုတ်ခင်မှာဒီကနေ့နေပြီးတော့၈၁တက်ရင်းက ရဲဘော်တွေတယောက်မချန်နှုတ်ထွက်တယ်ဆိုပြီးတော့သိရပါတယ်ဖတ်စာတယ်ဘာလို့ဖတ်တာလဲလို့ကျွန်တော်တို့လေ့လာကြည့်တော့အာနာပြလို့ထွက်တယ်လို့အကြံနဲ့သိရပါတယ်ဘလို့အာနာပြတာလဲဆိုတော့တယင်းမှုနဲ့တယေးဘုံကြီးကိုဘာမသိညာမသိနဲ့စေဦးစည်းကဖန်ခိုင်းနေဆိုပြီးတော့ ဖမ်းသွားတဲ့ကိစ္စဒီပြီးတော့ပီနီရဲ့ရှစ်တာတဲ့တရင်မှုရဲဘော်ကင်းတဲ့တရင်မှုကြီးဒီနှစ်ယောက်ကိုစီဦးစီးအဖွဲ့ကအထက်အရာရှိကိုမထင်မဲ့မီပြုံးမှုလက်နက်ကန်ချိန်ချောက်မှုနေဖမ်းဆီးတယ်လို့မတရားဖမ်းဆီးတယ်လို့ယူဆပါတယ်တရင်မှုကိုအခြားကိစ္စတွေအပြစ်ရှိအရေးယူရတယ်ကျွန်တော်တို့အသိဆုံးကသူတို့ပြောသူတန်လည်းမောင်းမတင်ဘူးလက်နက်ကန်ချိန်ချောက်မှုလည်းမလုပ်ဘူးဒါတက်တက်ကလိန်ကြဆွဆွဲချက်ဖြစ်ပါတယ်အဲ့တော့ အပြစ်မရှိတဲ့တည်ရင်မှုကိုဖမ်းတယ်ဒါကြောင့်ကျွန်တော်တို့ချက်ပြီးတာဝန်မထမ်းဆောင်ရှင်တော့ဘူးလို့နေပြီးတော့ရှက်တဲ့တည်ရင်မှု sorry တည်ရင်ရဲပေါ်များကဆိုပါတယ်ဒီပြဿနာဟာအမေရိကဆိုတော့ကျွန်တော်မလ29ရက်နေ့မှာစစ်ထောက်ချုပ်ဖွင့်လှစ်ထားတဲ့ဟော့ပော့စားတောက်ဆိုင်မှာစစ်ထောက်ချုပ်ကဟော့ပော့စားတောက်ဆိုင်ဖွင့်ထားတဲ့ကောင်ဖြစ်နေတာဒါမို့ဟော့ပော့စားတောက်ဆိုင်ဖွင့်ထားတဲ့လူကအစိကောက်ဖြစ်တာလားစစ်ထောက်ချုပ်ကဟော့ပော့စားတောက်ဆိုင်ဖွင့်တာလားတော့မသိပေမဲ့ ဟောပေါ်စားတော့ဆာစစ်ထောင်ချုပ်မြို့သားညီညွတ်ရေးအစိုးရရဲ့ဘသူလဲပေါ့ဆိုတဲ့ကျွန်တော်ပြောရင်မျက်ရည်ဘူးဒီလုံးတော့ကြာတော့မှာဆိုစီဦးစည်းဖွဲ့ဝင်တူနေစီဦးစည်းချုပ်လုံခြုံရေးအဖွဲ့ဝင်ရဲဘော်တရားတို့ထိုးချိတ်ရန်ဖြစ်နေရဲဘော်တီဟာကရှက်ပြတိုင်မှုလာရောက်ခေါ်ဆိုခဲ့တယ်ရဲဘော်များတွားရောက်ချိန်ဖြည့်ရှင်းချိန်မှာစီဦးစည်းချုပ်နဲ့စကားများတယ်လို့တီဟာဘုဒ္ဓလေးလေ ဘသူတွေခန့်တာလဲဘသူတွေလဲအဲ့စီဦးစီးချုပ်တွေอ่ะကျွန်တော်တို့လည်းမသိဘူးဒါပေမဲ့မြေပြင်မှာတော့အဲ့ဒီစီဦးစီးချုပ်တွေစစ်ထောက်ချုပ်တွေစည်ရင်းချုပ်တွေအာပပပပ90ခန့်ရအောင်တော့အန်ဒီအမတ်တီကိုခန့်အပ်ထားတော့တွေ့ရပါတယ်အဲ့တော့နောက်တနေ့ဧပြီလ3ရက်နေ့နောက်ရက်ဒီမှာရှက်တွေတည်ရင်မူရဲဘော်ကီနဲ့တည်ရင်ပူကြီးမိုးလင်းကိုစေဦးစီးအဖွဲ့ကရဲဘော်အင်အားတည်ရာနဲ့ကာဝေးဦးကြီးတနာညွန်ကြားချက်ဖြစ်လက်တိုက်ကဖမ်းဆီးသွားတယ် စကန်နဲ့စတကန်မှာရှိတဲ့လက်လက်ခဲရည်နဲ့အိုးခွက်ပကံများပါသိမ်းဆဲတာလက်လက်ခဲရည်တွေက MOD ကဝေးဝူကြီးဌာနကပေးတာလားပြည်သူအလူမူလားဒါတွေလည်းအများကြီးမေးစရာရှိအဲ့တော့ဒီချီနေဒီနေ့ဖြစ်ခဲ့ပါအရှိရက်တွေမှာလဲရောနယ်က YDF အပါအဝင်တချို့တက်တွေ MOD အောက်ကထွက်တယ်ရှမ်းတောင်ကတက်တယ် MOD အောက်ကထွက်တယ်အဲဒီကြားပြူစစ်ကြောင်းနဲ့နောက်ထပ်ဘာစစ်ကြောင်းနှစ်ကြောင်းကိမင်းက MOD အောက်ကထွက်တယ် အဲ့တော့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပတ်သက်ပြီးအမ်အမျိုးသားညီညွတ်ရေးအစိုးရကာဝေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီးပြဿနာတွေရံများခဲ့တယ်ပေါ့နော်အဲ့တော့စစ်ရေးတွေမဟုတ်ဘဲနဲ့ဒီ NLD ကမိမိရဲ့ပါတီဝင်တွေကိုရာထူးရာခံခက်အတောင်းဝင်ပေးမှုနဲ့လက်တင်ရာဆိုတော့ခုံမှုပြဿနာတွေနောက်ပြီးတော့တယင်းမှုတွေခန့်တယ်ဇုံးနဲ့တယင်းမှုတနန်းစစ်တနန်းတက်တဲ့သူတွေအများအပြားပါလာတွေ့ရတယ် နေရာလူဝဲတော့ဟုတ်မနေပါဘူးနေရာတွေအလူရဲ့ဥနေလိုက်ကြတာဗျာဒီလူလူမျက်နှာမငဲ့ချိကြတာဘို့စိတ်ထဲမကောင်းမိဘူးနောက်တစ်ခုကအမျိုးသားညီညွတ်ရေးအစိုးရရဲ့တမရကြီးဒူဝါလက်ရှိလာဘို့ဒီနေရာကနေအားနာပြီးစိတ်မကောင်းဖြစ်မိပါတယ်တမရကြီးဒူဝါလက်ရှိကြပြောဆိုချမှတ်တဲ့ဘူဝါရတွေပြည်တော်ပြန်ကြီးတွေပြုတ်ရင်ပြောင်းလဲရေးတွေဟာလက်ရှိအချိန်ကြီး အကောင့်ထဲပေါ်လာခြင်းတော့ပေါ်လာခြင်းတော့မတွေ့ရသေးတဲ့အတွက်အင်မတန်ဝမ်းနည်းစရာကောင်းတာပါနောက်ပြီးတော့နောက်တစ်ချက်ကလေးနှစ်တာကာလအတွင်းမှာရရှိလာတဲ့ငွေချေးနဲ့ပတ်သက်ပြီးငှက်ကင် project လိုဟာမျိုးတွေမမများနဲ့ပွဲခအဆရှိရပေါ့ဗျဒေါ်လာတန်ပေါင်းများစွာဟာလက်ရှိအချိန်ထိထိရောက်တဲ့စီမံခန့်ခွဲတုံးဆွဲနိုင်မှုအခြေအနေကိုရှင်းရှင်းလင်းလင်း ပြည်သူလူထုထံတင်ပြနိုင်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးဝိုင်းရင်နိုင်ငံရေးသမားတွေကစည်ရင်းစစ်ချက်ခိုင်းပြီးပြည်သူကိုထုတ်ပြန်မှာဆိုတဲ့အဆိုပြုချက်ကိုလည်းမျက်ပွေပြုလာပါတယ်။နောက်ပြီးတော့ဒီကျွန်တော်တို့ဂျီရာရှိ sorry ဘကိုးတိုင်းအရှိချမ်းမှာလည်းပြဿနာတွေအများကြီးရှိပါတယ်။အဲ့ဒါက MOD ကာဝေးဝန်ကြီးဌာန။နောက်တဲ့တရားရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီးတော့ကြည့်ကြရအောင်။ ဘာတရားစီရင်မှုမှာလောက်လောက်လာလာမတွေ့ပဲယုံကြည်ငါတာလူတွေလက်ကပေးကားတွေတဝူဝီနဲ့အခြေအနေမျိုးကိုလည်းကျွန်တော်တို့တွေ့ရတယ်လို့အရှိကတရားရေးဝန်ကြီးဌာနရဲ့အတွင်းဝင်ရဲ့မလျော်မကန်ပြဿနာတွေအများအများရှိဆိုတော့ဟုတ်ပြီဒါဆိုရင်ဒီအခြေအနေတွေဒီပြဿနာတွေကိုခတ်အပ်တဲ့ဒီဝန်ကြီးတွေကိုခတ်အပ်တဲ့ဒီပုံကိုယ်တွေကိုတာဝန်ခံတဲ့ CRPH ကလွတ်တော်ဆိုတဲ့သူတွေက ပြည်သူကိုစားပြုတ်လွတ်တော်ပြည်တော်စုကိုစားပြုတ်လွတ်တော်ပြည်သူကအခန့်အထားတဲ့သူတွေဆိုတဲ့ mandate ကိုခိုင်ခိုင်မာမာအသုံးချနေပေမဲ့ပြည်သူကိုကိုစားပြုတ်မှုပြည်သူကထုတ်တဲ့မေကွန်းထုတ်မှုတွေကိုတော့လွတ်တော်ဟာဘယ်တစ်ချက်မှမတော်ဝင်ခံပြီးတော့ဖြေရှင်းနေတာမတွေ့ရဘူးဆိုတော့လင်းနေပြည့်အခမ်းအနားမှာပြည်ပြည်ပြောင်းလဲရေးကိုခိုင်ခိုင်မာမာလုပ်ဖို့လိုအပ်ပါတယ်စစ်ကိုနိုင်ခြင်းနဲ့ဆိုရင်ပေါ့ ။နောက်ပြီးတော့ဒီဒီအခြေအနေတွေနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးဖြည့်ဆွက်ပြောချင်တာကကျွန်တော်တို့တော်လန်နေတာဟာ NUG အတွက်တော်လန်နေတာမဟုတ်ဘူး။ NLD အတွက်တော်လန်နေတာမဟုတ်ဘူး။အမီအတွက်တော်လန်နေတာမဟုတ်ဘူး။အစိမ့်အတွက်တော်လန်နေတာမဟုတ်ဘူး။ပုပ်ကိုတူးတယောက်တစုံတစုတစ်ဖွဲ့အတွက်တော်လန်နေတာမဟုတ်ဘူး။ကျွန်တော်တို့စင်စွန်းလို့ပေးဆက်မှုတွေဒီလူကြီးမင်းတို့အာနာပြန်လေရရှိရေးလူကြီးမင်းတို့နေရာဥနာရေးလူ လူကြီးမျိုးရင်သွားလို့ရှေ့ရရောက်တဲ့အခြေအနေကိုပံ့ပိုးပေးဖို့မဟုတ်နိုင်ဘူးဆိုတာကိုတော့ရှင်းရှင်းလင်းလင်းသိရှိနားလည်ပေးဖို့ညွှန်နေပါတယ်အဲ့တော့ကျွန်တော်အနေနဲ့လည်းဗဇက်နဲ့တော်လိုင်းရင်တော်လိုင်းမယ် YouTube ကတော်လိုင်းရင်တော်လိုင်းမယ်မြေပြင်ကိုရတဲ့ပတ်စံလေးလှူရင်လှူမယ်တိုင်းရင်လည်းကြိုက်တာလုပ်မယ်ကြိုက်လို့တော်လိုင်းမယ်သို့တော့ဒီတော်လိုင်းနေမှုဒီတိုင်းပြည်အနာဂတ်တိုင်းပြည်နိုင်ငံတော်တည်တည်ဆောက်ရေးအတွက်တည်သူဒီမိုကရေစီစစ်စစ်ရရှိရေးအတွက် ဖဆစ်တတ်ဖို့အမြင့်ပြတ်ချိန်မုံကြီးအတွက်သာဖြစ်သည်ဒါတို့လူကြီးမင်းတို့လှုပ်ချင်တပါ့ကိုလှုပ်ချင်တာရီလှုပ်ကြပါတော့လေးနှစ်ပြည့်မှာလေးနှစ်ပြည့်မှာကျွန်တော်ပြောချင်တာတက်ပြီးသူတို့ကစေစားပြောချင်တာအများကြီးရှိပါတယ်အဲ့တော့လှုပ်ချင်တာသာလှုပ်ပါတော့ကျွန်တော်တို့ကတော့တည်င်းအနေနဲ့ထည့်သွင်းပြောကြရင်ပြောကြမယ်စိတ်ထဲမှာတော့ တော်လိုင်းကြီးထဲမှာ NUG မရှိတော့ဘူးလို့စိတ်ကအလိုလိုဖြစ်သွားရင်တော့လူကြီးမင်းတို့အချောင်းကိုပါဇာတဲ့ထဲ့ပြီးထပ်မံပြောကြားမှာမဟုတ်ဘူးဆိုတာကိုပြောရင်တော်လိုင်းတိုင်းနေတိဆိုင်ရအောင်အဲဆိုတော့ဒီကနေ့အပြစ်တွေရပ်ထားပြီးတော့နှစ်ဖက်စစ်အင်အားတွေဖြည့်နေပါတယ်ဘကုတ်တိုင်းဗရောင်းနှစ်ဖက်စစ်အင်အားဆိုတာဖက်စစ်တပ်ကတော့အဓိကပါ ဘိုးတိုင်းဘရောင်ညောင်ကျိုးစခန်းချပြီးတဲ့နောက်မှာအပြစ်ရပါလေဆိုတဲ့သူတွေပစစ်တပ်ဟာရှစ်ကောင်စီလာအပိလာ14ရက်နေ့တကြံအကြမိမှာဘရောင်မြို့နယ်တွေကိုအင်အားလုံးရင်ဖြစ်တင်းနေပါလေဘရောင်အုပ်ရှိပင်လမ်းစုံမှာပစစ်တပ်ဟာကုန်ကားတွေနဲ့ဆက်အမြောက်ဆက်တော်တော်တွေ120မမတွေယူဆလို့ရတယ်အမြောက်တွေကိုကားတွေနဲ့တက်ဆက်တည်ပြီး အုတ်ရှိပင်တကြောနဲ့ညောင်ချီတော့တကြောကိုအင်အားအများပြဖြစ်တင်နေပါတယ်။တရား20မမတွေခြေလင်တက်တွေအများပြအင်အားတော်တော်များများညောင်ချီတော့ရွာအနီးကကပ္ပစ6ပါသဘီအိုရှိပင်မှာကစစ်အကြီးကြီးပေးနေပါ ညောင်ချတော့ရွာနီးကကပ္ပါစာ6ဆိုရင်အဲ့ဒီတည်းမှာဂျန်ပါပြီအပြစ်တက်နေရအောင်တွေ့ရပြီဒါလို့လက်နဲ့သုံးပြီးတော့ပြက်ကတ်တိုက်ခိုက်မှုတွေလုပ်မယ်ဆိုလို့ဟုတ်ရှိပင်ညောင်ချတော့တော့ကမြုပ်ကန်လူမှုတွေအမတန်ကြောက်ရွံ့ထိတ်နဲ့စိုးရိမ်နေကြပါတယ်အဲ့တော့ဟုတ်ရှိပင်မြို့ပေါ်ကလူတွေကိုဒီနေရာကမှာချင်တာကဘေးလို့ရဖို့တခါလဲရှောက်ပါဖစစ်တဟာရုပ်မာတဲ့နေရာမှာနေအောင်မရှိပါဘူးညောင်ချညောင်ချတော့ကိုရောက်လာပြီးအုတ်ရှိပင်ကိုထိုးရင် ဖစစ်တာဘလို့မှနိုင်စရာအကြောင်းမရှိပါဘူးမနိုင်တဲ့ဖစစ်တာဟာရက်ရွာတွေကိုမီးရှို့ဘုံကျဲပြာချဖျက်ဆီးမယ်ဆိုတာကျွန်တော်ပြောစရာမလိုတော့သိပြီဖြစ်ပါလိမ့်မယ်အရှိမတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီဆိုတာနဲ့ဖစစ်တာဟာအိမ်မျိုးကမြို့သူမြို့သားတွေပြည်သူလူထုတွေဘသူမှခယူမဆိုင်ပါပြည်သူတွေဘာတွေသူစိတ်ထဲမှာမရှိပါဘူးဘုံကျဲဖျက်ဆီးပြတဲ့မြို့အများပြား လက်ရှိဆိုဗမော်အင်းတော်အစရှိတဲ့မြို့တွေပေါ့ဗျာအများကြီးပေါ့ကောလင်းအကုန်လုံးပျက်စီးနေတဲ့အခြေအနေကိုတွေ့ရအောင်အဲ့တော့ဘတ်စတဟာပေါက်ခေါင်းစင်နေတဲ့ရန်ရားတွေရွှေ့နေတယ်လို့သိရပြီးကမ္ဘာ့ဆရဲ့စက်ယုံတွေအများကမ္ဘာ့ဆရဲ့စက်ယုံတွေရုရှားနှီးပြင်လာတဲ့ Google Map မှာဖျောက်ထားပြီး ကပ္ပလာစက်ုံတွေ Google Map မှာရှာရင်တင်ကားတွေပဲတွေ့ရပြီကပ္ပလာစက်ုံတွေ Google Map မှာမတွေ့ဘူးလို့ကျွန်တော်တို့သိရပါတယ်တဟာစစ်ကောင်စီရဲ့ဒီလိုခေါ်တယ်သွေးပြန်ကြောတွေပေါ့အဓိကသွေးလွတ်ကြောတွေအဓိကနှလုံးသားဆိုတဲ့နေရာတွေဖြစ်တယ်ကပ္ပစက်တွေ ဖိုးစစ်စင်တိုက်ခိုက်မှာကိုကြောက်ရွံ့တုန်လုံးနေတဲ့အခြေအနေကိုကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်။တစ်ဖက်မှာကြောက်ရွံ့တုန်လုံးမှုကိုလည်းကျွန်တော်တို့ကနားလည်ခံစားမိတယ်လို့တစ်ဖက်မှာလည်းကြောက်ကန်ကန်ပြီးခွေးယူလို့ပတ်ရန်ကြိုက်မှာကိုကျွန်တော်တို့ကအလိုလိုသိနေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့တော်လိုင်းရဲဘော်အပေါင်းတဦးတလီမှခိကရှာနာမှတ်ချင်ရင်တော့မတန်းရလေးအောင်ကြိုတင်သတိပေးစကားပြောကြရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကစကိုင်းတိုင်းကလေးကိစ္စစကိုင်းတိုင်းကလေးမှာပြူကြွားတွေတရဇက်တိုက်ခတ်နေပါတယ်အဲ့တော့2020 2025 2025နှစ်ကူးကာလတွေကလေးတဲ့ကံကောကြားမှာရှိတဲ့စစ်ကောင်စီစကန်နေဖြစ်တဲ့ကမ်းမဏီမှန်တော့အောင်တာယာအရှိအနောက်အောင်တာယာပြူစော်ရီတွေစိုးမှုတဲ့ကြံတာရွာများကိုတလအတွင်းတိုက်ခတ်သိမ်းပိုက်ခဲ့ CDF KGD major operation လို့သိရပြီး ရှင်မြို့သားတတ်တော် CN ကစီရေးကုန်ခဲ့တယ်လို့သိရတယ်။ဖေဖော်ဝါရီလ၁၂ရက်နေ့မှာကလေးနဲ့ကံကောကြမှာရှိတဲ့စစ်ကောင်စီအခြေစိုက်စခန်းတွေထဲမှာမှတော်တော်ခိုင်ခိုင်မာမာတိဆောက်ထားတဲ့ကမ်းပါနီဖေဖော်ဝါရီလ၁၅ရက်နေ့မှာကလေးတောင်ပိုင်းမှန်တော်ရအောင်တာရွာအောင်တာရရွာကမ်းပါနီတိုက်ပွဲမှာကျွန်တော်တို့ CN CDF ဟာခ CDF AVDF ဒီယောနေသားလွတ်မြောက်ရေးတပ်ပေါင်းစုအပါအဝင်ငကားညီနောင်တပ်တွေစတဲ့ပါဝင်တိုက်ခိုက်တယ်လို့သိရပါတယ်အဲ့တော့ကမ္ဘာကြီးမှန်တော့အောင်တရာတိုက်ပွဲများမှာစစ်ကောင်စီ6စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်မှု19ချိန် jet fighter ဝိုင်းတော့အစရှိတဲ့ဘုံကျဲလေးနဲ့အကျိန်တထောင်ကျော်ဘုံကျဲခဲ့တယ် ဲ့တော့ဘုံကျဲမှုမှာပေါ့ဗျာဒီကောင်တွေကတော့စေးယုံတွေကြောင်းတွေဘာမှမသိဘူးဒါတဏီကအဆောက်တွေမသိဘူးအကုတ်ပြက်စီးရဲ့ပြည်သူနေအိမ်ပေါင်းရှာနေချီပြက်စီးပြီးတော့ပြည်သူလူထု2000ကျော်ခုဒီတိန့်ရှောင်းနေရတယ်ပြည်သူလူထုကတော့15ထပ်မနေသေးတဲ့အယောက်40တန်ရာရတယ်အဲ့တော့ဧပြီလ17ရက်နေ့မှာနောက်ဆုံးသတင်းတွေရပြူစောထီတွေစိုးတဲ့ကြံသားရောင်ကိုတိုက်ခတ်ခဲ့တယ် ဒါဒီအခြေအနေကကျွန်တော်တို့ဘာလို့ပြောချင်တာလဲဆိုရင်ကလေးကံကောဂျာမန်ရှိတဲ့စစ်ကောင်စီပြူရောနီစုံမိုးရောစခန်းတွေအခြေပြုတ်ပြီမကြခင်ပါမကြခင်ပါအပိတိုင်းတိမ့်မိုက်ပြီးစကိုင်းမကွေးမြေပြတ်မြေလက်ဒေတာကိုရှင်းတက်တော်တွေနဲ့အညာအင်အားစုတွေနဲ့အာကတ်တက်တော်အီနဲ့ KIA က ကချင်ကြီးနောင်နေနဲ့မြမကြီးရဲ့ကြောင်ရုပ်ဖြစ်တဲ့သခိုင်းမကွေးအလဲပဟူထိတ်ချုပ်နိုင်ဖို့စူးစမ်းမဲ့လမ်းကြောင်းစီရဲ့ဘဟုဝင်ယူတွေစီရဲ့ဝင်ယူတွေကိုကျွန်တော်ပြောပြရဖြစ်ပါတယ်အဲ့တော့ဒီကာလမှာဖတ်စစ်တက်ဟာအမြောက်နေဘုံကျဲအော်လေမြင်နေဘုံကျဲနေတယ်ဆိုတော့မင်းဘယ်လိုပြောမလဲဆိုတော့ဒီကနေ့ကော့ဂရိတ်မှာ မနေ့ကကောရီမှာကျဲဆိုဒီကနေ့ကွန်ကရစ်မြောက်ရီ၉တိုင်း၄တိုင်းဂျုံတို့အဆရှိတဲ့ဒေသတစ်လျှောက်လုံးကိုဘုံကျင်းနေတဲ့တည်ဒီကနေ့ညနေတီရှိပါတယ်အဲ့ကျွန်တော်တို့ပါဆက်လို့ကြာကျွန်တော်နိုင်အောင်တိုက်မှာရှာနေမယ် ဘသူတွေဘာပြောပြောဘသူတွေဘလို့ထင်ထင်တန်ငင်းတမန်ငင်းတွေကလည်းရက်တန်းကရက်ကုန်ပြီ NUG ကြီးပြည်ရင်းတိုက်ပွဲတွေမှာလည်းလောက်လောက်လာလာအာရချင်းနဲ့ဝမ်းတာစရာပြည်သူလူထုကတွေ့မြင်နေချင်ကြတယ်စစ်နိုင်တိုက်ရေးကိုတဖွားဖွားအော်နေတော်လဲနားမထောင်ပဲကိုယ်တစုတပွဲတွေကြိတ်လုတ်ပြီးကိုထင်ရတွေကိုလုတ်လို့ အကြိမ်ကြီးများတော်လိုင်းကြီးမှာတစုံတရာမာရင်ခဲ့ရင်တမိုင်းမှာတရားခံဖြစ်မှာစိုးရိမ်မိပါတယ်ဝေကြီးရစီမံခန့်ခွဲမှုရလူမှန်နေရာမှာမဖြစ်မှုတွေကြောင့်လက်ရှိချိန်မှာဝေဖန်မှုတွေမြင့်တက်နေတဲ့မြို့သားညီညီရဲ့အစိုးရဟာပြုပြင်ပြောင်းလဲမှုစ조사မှုတချို့ရှိတာကိုကျွန်တော်တွေ့ရပါတယ်သို့တော့အမျိုးသားညီညီရဲ့အစိုးရအแทမှာလဲသူ့အစုငါအစုဆိုပြီး အစုအဖွဲ့ဖြစ်နေတာမျိုးလည်းကျွန်တော်သိရတယ်အဲ့တော့အစုအဖွဲ့တွေကြအားပြိုင်မှုသူ့အစုအဖွဲ့ကလူနေရရာရေးငါအစုအဖွဲ့ကလူနေရရာရေး2025ရွေးကောက်ပွဲနိုင်ပြီးကာလ NLD ကဖြစ်နေတဲ့ပုံစံလေးနဲ့အလားတန်းစုတူတဲ့ကိစ္စရဲ့မျိုးတွေအများအပြားကျွန်တော်တွေ့ရပါတယ်။ကြောင်းလေးမှုတွေလုပ်ဖို့ကြိုးစားတာကိုလည်းတွေ့ရတဲ့အတွက်ကြိုးစားပါ။ဒါကြောင့်မို့ပြည်သူလူထုရဲ့လူအင်ဆန္ဒအာတိတ ဒီလိုမျိုးတကယ်ကာကွယ်တကယ်ကဲတင်ကြမယ်ဆိုရင်တော့စစ်အနိုင်တိုက်ကြရပါတယ်အဲ့ဒီမှာတိုင်းသားအီအာကိုတပ်ဖွဲ့တွေဖြစ်တဲ့အာရခတ်တပ်တော် AKIA ချင်းကရင်မုံမြောက်ပိုင်းကြီးတော့သုံးဖွဲ့အဆရှိတဲ့တပ်တွေဟာမဖြစ်မနေစူးစီးရပါလိမ့်မယ်အဲ့လိုမစူးစီးဘဲနဲ့တကွေးတပြား ဘီဝါမက်မဟာဘီဝါဟောအကတင်ကမဟာဘီဝါမက်ကိုနယ်ကိုတက်ကိုရောက်ကိုယူကွက်ကိုအခြေချကွက်ကိုတီဆောက်ဒီလိုမျိုးဆိုရင်စစ်တပ်ဟာတစ်ချိန်မို့တစ်ချိန်လူကြီးမင်းတို့ဘက်ကိုပြန်လှည့်လာပါလိမ့်အခုဆိုကရင်ကိုလှည့်လာပါပထမတော့ကတော့ကရင်နဲ့အစင်နေပြည်နေကြတာဘီဂျီအက်ဒီပါလိမ့်တယ်ကရင်ကိုဘုံလာမချဲဘူးမတိုက်ဘူးဆိုပြီးတော့ဖမ်းမှာတကြံပေါ်တွေလုပ်ပြီးပြောပွဲဆင်နေကြတာ မဏိကပဲစပြီးဘုံကြီးကျေချပါတယ်။ဒါကြောင့်ဖတ်စစ်တပ်ဟာဘသူကမှမျက်နှာသာပေးမှာမဟုတ်ပါဘူး။ကျွန်တော်တို့နိုင်မှရမှာပါ။ကျွန်တော်တို့ဆိုတာဘသူတွေလဲဆိုတော့တိုင်းသားညီနောင်တွေနဲ့မြူတာညီညွတ်ရေးအစိုးရနဲ့တီကြားတက်တော်တွေနဲ့ LPDF တွေနဲ့တော်လိုင်းနိုင်ငံရေးအင်အားစုတွေနဲ့စူစီးညီညွတ်ပေါင်းစုမှုနဲ့နိုင်ငံရေးအတန်တတန်နဲ့ထွက်စီရေးရတမိန်နဲ့သွား one order one command ဒီလိုပုံစံမျိုးမရရောက်အောင်လုပ်ခဲ့တယ်မလောက်ရင်ဖက်စစ်တပ်ကိုမနိုင်ဘူးသူဒီညီညွတ်တဲ့တပ်ပေါင်းစုကြီးတိုင်းသားအရောက်တွေကစေရဥဆောင်တပတ်မှအင်အားစုတွေကနိုင်ငံရေးစေပေါင်းဆက်ဥဆောင်တဲ့သူတွေရှိမယ်နိုင်ငံရေးရပေါ်စီပေါ်စီမူဝါဒတွေချမှတ်တဲ့သူတွေရှိမယ်နိုင်ငံရေးတိုက်ပွဲတွေကိုပြန်လည်ဆင်နွှဲတဲ့လူတွေရှိမယ် ဒီလိုနိုင်ငံရေးစီရင်ပေါက်ဆက်ပြီးလွှမ်းမိုးဆွတ်ဖက်မှုကင်းတဲ့နိုင်ငံလုံးဆိုင်ရာ operation တရက်ကိုမပေါ်ဆောင်နိုင်ရင်ကျွန်တော်တို့တော်လိုက်ရင်စိုးရင်စရာရှိတယ်မင်းအောင်လိုက်ရတစင်ချင်းတက်ပြီးစီရင်မှာသူဆုံးရှုံးမှုတွေများပြားလာတာကိုတွေ့ရတဲ့အတွက်စစ်ပေါ်ကိုထမချဲ့ပဲနိုင်ငံရေးဘက်ကတုံပြီး2025မှာရွေးကောက်ပွဲနဲ့ဖတ်ပေါက် ရှာလိုက်ပြီကျွန်တော်သူပြောမယ်ထွက်ပေါက်ရှာလိုက်သူတရားကိုစိုးဝင်သူမဟုတ်ညိုစောသူမဟုတ်ရဲဝင်းဦးလားတရားကိုထောက်ပြီးတော့သူကနိုင်ငံရေးဘက်ထွက်ပြီးတော့စစ်တပ်ဟာနိုင်ငံရေးစစ်ရေးနှစ်ဖက်ညှန့်ကစားဖို့ပြင်နေတယ်ဒီတော့တရုတ်ကိုတရုတ်နဲ့ရုရှားကိုဖင်ပေးပေါင်းပြီးကဘာလို့ထားတယ်ကဘာကြီးစီကဘာမှမမျှော်လင့်နေတော့ကုလသမဂ္ဂမှာဘီအိုအာရတဲ့ဘီအိုအာနာကင်နာတဲ့နိုင်ငံကမင်းအောင်လိုက်ထောက်ခံတာလေရှင်းနေမို့ ဲ့တော့ကိုယ်ခုန်ကိုကကိုယ်လည်းရုပ်ကိုယ်ဖုံးတကူနဲ့ကိုယ်အနိုင်တိုက်ဖို့ပဲလိုတယ်ကိုမနိုင်ရင်ဘာတရားဝင်မှမရဘူးကိုမနိုင်ဘာအစိုးရမှမဖြစ်ဘူးကိုမနိုင်ရင်စစ်နိုင်မှုကတမိုင်းရေးကြမှာဖြစ်ပါတယ်မနိုင်နိုင်အောင်တိုက်ကြရမယ်တိုးတော့တရားမြတ်တဲ့စစ်ပွဲကိုဆင်နွှဲကြရမှာဖြစ်တဲ့အတွက်တရားလက်လို့လောက်ကန်ဆောင်ပြချင်းမျိုးကိုတော့တော်လိုင်းရဲပေါ်များကတအူးချင်းအသိနဲ့ song thêm xin chim bây giờ ngoài thì nếu tôi là nếu tôi là gì à các bà má tâm ái tuyển sang nguyên lâu để tôi là gì một phía ảo tự ưu chinh mô mạng biến sinh đi sọ bí bà yên lý lý ra ra nhất đà giác khẩn yên Thật chân đuôi Chân mà biểu xuyên ra là ra Sắp bố lên nụ စပူလမ်းမှာကဲနေတဲ့လူတွေဘာပြောခဲ့ချင်ပါဒီညတော့ဒီတော့ပါပဲအားလုံးကိုကျေးဇူးတင်ပါ